အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်ဟာ84နှစ်ဆိုတာဟာနော်မြတ်စွာဘုရားတောင်းတဲ့80နှစ်ရတာဒီ84နှစ်ဆိုတာမသိသေးလို့ကုသကောင်းမှုလုပ်နိုင်တာဖြစ်တယ်အဲအားရနဲ့ဆွေရသွားပြီနော်အယုတ်စင်နေတဲ့ဆွေရသွားတယ်ဟိုချင်းတရားရဲ့တတ်ကိုခံနေရပြီအပန်တော်မှာကိုပြောချက်လို့ပြောလို့မရဘူးပျက်စီးလာတယ် အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်။နောက်ပိုင်းမှာအဆိုးပိုင်း။အဲ့ဒီအကောင်ပိုင်းနောက်မှာတောကြနေပကောင်ဖြစ်လိုက်။တောကြဘာယောဂဖြစ်လိုက်၊ညာယောဂဖြစ်လိုက်နေ။လူဘဝကြီးဟာချမ်းသာတဲ့ဆိုတာလုံးကိုနေပါတယ်။ဒီလိုနေတော့လည်းလူတွေဘာကြောင့်ပျော်နေသလဲ။အဆိုးတွေကို မေ့ထားပြီးတော့အကောင်းကိုမျောပြီးတော့ပြောနေကြတာဖြစ်တယ်နော်ဒီမကောင်းတဲ့သူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့သူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလင်းချက်တွေကြောင့်မို့လို့ဘဝမှာရပ်နေနေကြတာသို့တော့ဘဝကြီးရတဖြည်းဖြည်းဥမင်းယူရင်းပြည့်ရလာတာဖြစ်တယ်ကော